အားလုံးမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်မနေ့ညတုန်းကတောင်အမေရိကဆုံကမ္ဘာဖလားခြေစပွဲတွေလည်းကန်နေ။ဆိုတော့ကမ္ဘာဖလားခြေစပွဲကအာရှဆုံခြေစပွဲတွေကန်တဲ့အချိန်မှာတောင်ကိုရီးယားကမ္ဘာဖလားခြေစပွဲ အောင်သွားတယ်။ပထမဆုံးအချိန်နဲ့ Uzbekistan နဲ့နောက်တစ်ဖက်ကဂျော်ဒန်တို့လည်းခြေစပွဲအောင်ပြီးတော့ဒါအော်စတြေးလျကတော့နောက်ဆုံးပွဲမှာတမတ်တမတ်တောင်တကယ်တော့မလူတော့ဘူး။ဒါသူလည်းခြေစပွဲအောင်မှုတည်ချာတော့ရှိသွားတဲ့အချိန်မှာအစောပိုင်းမှာဂျပန်နဲ့ ဒါဒီအီဝန်ကလည်းချစ်ပွဲအောင်တယ်မြောက်အမေရိကတိုက်ကတော့အခုတောက်ရှော့လုပ်တဲ့အချိန်မှာတောင်အမေရိကဆိုကဘာပလာချစ်ပွဲမှာအမေဂျိုနီးပြကြီးကာလိုအန်ချလိုတီရဲ့ဘရာဇီးလ်ရဲ့ပထမဆုံးခြေစပွဲပေါ့လေ။ဒါအန်ချလိုတီကရယ်မက်ဒရစ်ကထွက်ပြီးတော့ဘရာဇီးလ်ကိုကင်ခွင့်ရတဲ့ပထမဆုံးပွဲမှာသူတို့အက်ကွေဒေါအဝေးခွင့်သွားကစားတယ်။တောင်အမေရိကဆိုစုစုပေါင်း10သင်းပါတသင်းပဲခြေစပွဲအောင်ထားတယ်။လက်ရှိကမ္ဘာချန်ပီယံအာဂျင်တီးနားကပြီးခဲ့တဲ့ပွဲစဉ်လောက်ထဲကသူတို့အခြေစပွဲအောင်ထားတယ်။ရမှတ်30တမတ်ရထားပြီးတော့ အောက်ထားတဲ့အချိန်မှာအခု Ecuador ရဲ့ Paraguay ရဲ့ Brazil ရဲ့ Uruguay ရဲ့ Colombia ရဲ့တောင်အမေရိကက10သင်းမှာဒိုင်းရိုက်က6သင်းဝင်မယ် Playoff တနေရာအတွက်က9နေရာရပြီးတော့3နေရာချေကွယ်မအောင်ဘူးလေအောက်ဆုံးမှာတော့ Chile ရဲ့ Peru ရဲ့ Bolivia ရဲ့ဆိုတော့ဒီနေရာမှာတောင်အမေရိကဇုံမှာကျွန်တော်ပြေးသက်တော်တော်များများပြီးထားမှာကဘယ်သင်းပဲဖြစ်ဖြစ်အိမ်ကွင်းဆိုရင်အရမ်းမာကြောတယ်အခုဒီရာဒီကတော့ဒီတစ်ခေါက်ကတော့ Chile တို့ ေရူးတို့ကတော့အဲ့လောက်မကောင်းဘူးလေဘိုလီးဗီးယားကနေစပြီးတော့ဘယ်သိမ်းမဲ့ဖြစ်ဖြစ်ဗင်နီဇွဲလားပဲဖြစ်ဖြစ်ပါရာဂွေးပဲဖြစ်ဖြစ်ကိုလံဘီယာပဲဖြစ်ဖြစ်နောက်ဘရာဇီးပါရာဂွေးအီကွာဒေါ်အကုန်လုံးရဲ့သူတို့အိမ်ကွေးဆိုရင်ဘသူမှမလွယ်ဘူးဒါအာဂျင်တီးနားဆိုရင်အခုပါရာဂွေးဆိုရင်ပြမင်းညာကကိုယူရုဂွေးကိုသူတို့နိုင်သွားတယ်နိုင်နာမသူတို့နှစ်ကိုပြတ်နိုင်ရှင်မအဲ့ယူရုဂွေးကပါရာဂွေးကဘရာဇီးကိုလည်းသူတို့အိမ်ကွေးမှာဆိုနိုင်တယ်အာဂျင်တီးနားကိုလည်းနိုင်တယ်ပြောချင်တာကအသင်းတိုင်းကမြန်မာချန်ပီယံမကလို့ဘာအသင်းပဲဖြစ်ဖြစ်ငါတို့အိမ်ကွေးဆိုတော့ဘာမှမနိုင်ဘူးနိုင်ုံနဲ့မကဘူးရှုံးကြတာ အဲ့ဒါကတောင်မေရိကဆိုတောင်မေရိကဆိုပွဲကြီးလို့ရှင်တိလိမ့်မယ်သူတို့ကစားပုံ aggressive ဖြစ်တယ်အရန်ကြမ်းတယ်ဖောင်းတောင်တောင်မပေးဘူးဒါပွဲက ကျွန်တော်လွယ်လွယ်ကူမရအောင်မာကျော်မှုမ strong မရှိတဲ့အသင်းတိုင်းကဘယ်သူမှအလောက်ဟို survive မဖြစ်ဘူးဒါမနေ့ညကဒါကာလိုအချလိုတီရဲ့ဘရာဇီးလ်က ဒါသူတို့ရဲ့ပထမပွဲပေါ့လေဒါပထမပွဲကိုသူတို့ကန်ရတယ်ဘရာဇီးလ်သင်းအနေနဲ့လည်းအမှန်တိုင်းပြောရင်တော့ဒါသူတို့လည်းဒါတကယ့်ကိုအရေးပါတဲ့အခြေအနေကိုချေစပွဲတော့ဘရာဇီးလ်ကမအောင်သေးဘူးဒါပေမဲ့လည်းသူတို့ကအက်ကွေဒေါ်ကိုသွားကန်ရတယ်အက်ကွေဒေါ်ဟာတကယ်ကောင်းတယ်သင် Voices Caicedo တို့ S2PN Test တို့ now တကယ် quality player တွေအများကြီးပါပြီးတော့ Ecuador ကတကယ်ကိုမာချိုးတဲ့အသင်းပဲဒါသူတို့အသင်းရဲ့ဒါလက်ရှိလူဝင်အားရဲ့ကစားအားရဲ့ကလုံးဝပြောလို့မရဘူး ဘရာဇီးကအခုအန်ချယ်လိုတီကသူ့ရဲ့ပထမဆုံးလိုင်းအမဒါအထောက်တိုက်စီမှုဖြစ်ရီချာ ල් ဆင်ကိုပြန်ရွေးပြီးတော့ဘယ်ဘက်ချမ်းကဗင်နီရှစ်ဂျူနီယာနဲ့ချယ်ဆီးကချယ်ဆီးကိုမရောက်သေးဘူးအခုရောက်တော့မယ်အဲ့ကစားမကပြီးခဲ့နှစ်တည်းဝယ်ထားတဲ့ဒါဘလို့မဲ့ဒါအက်စတာဗီယိုဝီလျံဆိုတဲ့ချာတီလေးကိုအတက်ကင်းသရက်မှာထားပြီးတော့မှကွင်းလေကကက်ဆမီရိုကိုသူပြန်ရွေးပြီးတော့ဘရူနိုဂူမာရစ်နဲ့ဂါဆန်နဲ့တွေ့တယ်ခါဆီးကဝိုင်းရင်တွေကအလက်ဆန်ဒရိုကိုပြန်ရွေးပြီးတော့စန်တာဘက်က ဒါ review နဲ့ Marquinhos ကိုဟိုဘက်က Fantasy တွေးတယ်ဆိုတော့ဒီတိုင်ယာပြဿနာတွေတဲကအခုဟို Rafinha မပါနိုင်ဘူးဒါ Rafinha မပါဘူး Rodrigo ကိုသူထားခဲ့တယ် Andre ကိုသူမရွေးဘူး Gabriel လည်းပွဲတိုင်ယာရနေတဲ့အခါ Brazil မှာလူမစုံတာတော့မစုံဘူးဒါပေမဲ့ကျွန်တော် Ecuador ကိုသွားကြံလို့မရှုံးတာက Ancelotti တို့ positive ပြောစရာရှိတယ်ကစားတာတော့ Brazil ကအလောက်ကြီးဆွဲဆောင်မှုကောင်းတဲ့ပုံစံမျိုးပေါ့လေဒါသူတို့ မလုံနိုင်ဘူးတသိန်းတသိန်းချာမှာဂိုးပေါက်ကန်သွင်းမှုတော့မအများကြီးရှိတာမဟုတ်ဘူးတူတယ်မှဒါတသိန်းတသိန်းကွင်းလယ်မှာပဲအဓိက ပြက်ပြီးတော့ဘရာဇီးလ်ကခုမရှိသေးကြတယ်ဆိုတော့အန်ချလိုတီရဲ့ပထမဆုံးပွဲကတီတမတ်ကဂျီနက်ဆရာရှိတယ်โอเคပြဿနာမရှိဘူးတီတမတ်ဒါပေမဲ့ဘရာဇီးအရင်လိုဘရာဇီးဖြစ်ဖို့ဘရာဇီးအရင်လို great ဘရာဇီးဖြစ်ဖို့ဆိုရင်ဝေးလို့သေးတယ်လုံးဝမှအများကြီးပဲအသင်းကအခုတင်းဝက်လုံးဝမကောင်းဘူး နောက်တစ်ခုကတစ်ခေါက်လေးကြာရင်လေနီးပြအဆက်ဆက်ကဘာကြောင့် Edison တို့ဘာလို့မကြိုက်ကြလဲမသိဘူးလေဒါ Atlanta ရဲ့ကိုယ်လှယ်စားမ Edison နဲ့တော်တော်လေးကောင်းတာပဲဒါပေမဲ့ Brazil အသင်းမှာ Richarlison တို့ဘာလို့လဲအလုပ်ဖြစ်မှာမဟုတ်ဘူး Vinicius Junior ရဲ့တကယ်အသင်းကအသေးစားစနစ်ကြတိဆောက်မှာအခု Brazil Brazil ကတော့ချစ်စွဲတော့အောင်ပါပဲအဲလိုဆိုတော့သူတို့က6သင်းတော့တိုက်ရအောင်ပါဆိုတော့ အခုလောလောဆယ်ဒီဘရက်ဘရာဇီးကတေးကြသွားတဲ့ကြောင့်သူချေစပွဲတော့မအောင်သေးဘူးလိုသေးတယ်။လက်ကျန်ကဘာလို့ဆိုတော့တချို့သင်းတွေက3ပွဲချန်တယ်၊ချိုးသင်းတွေက2ပွဲပဲချန်တော့အကြောင်းတောင်အမေရိကဆိုဒါပေမဲ့အခုလောလောဆယ်နေထားရတော့ဘရာဇီးအသင်းဟာလိုအပ်ချက်တွေအများကြီးရှိသေးတယ်။အန်ချယ်လိုတီရဲ့ပထမပွဲမှာကိုမရှိသေးကြတယ်။ လက်ရှိကမ္ဘာချန်ပီယံအာဂျင်တီးနားကအဝေးကွင်းမှာချီလီကိုနိုင်သွားတယ်အာဂျင်တီးနားမှာဒါလော်တာရိုမာတီနက်စ်အပါအဝင်တော်တော်များများကစားသမားတွေကိုသူတို့မပါတဲ့ကစားသမားတွေနောက်ဒီအန်ဆိုဖနန်ဒက်စ်ပွဲပယ်ဒီအလက်စစ်မက်ကလဆာအင်ဂျူရီနောက်တစ်ဖက်ကအော်တိုမန်တီပွဲပယ်သူပွဲပယ်တွေကိုမပါတာတွေကိုအများကြီးပဲအာဂျင်တီးနားကဘယ်လိုပြောမလဲဆိုတော့မိနစ်90ကျော်59လောက်မှနီကိုဖက်စ်နေရာမှာလီယိုမက်ဆီဝင်ကစားခဲ့ပြီးတော့ဒါအိုက်ကြမှာပဲအပြောင်းလဲဆောက်လို့တာ ဒီဘွဲမှာအာဂျင်တီးနားရဲ့တိုက်စစ်ကဒါခူလီယန်အေဗာရက်စ်ကိုအထောင်ထားပြီးတော့မှအခုသွေးသစ်လောင်းတဲ့အနေနဲ့သူတို့က ဒီလီယွန်ကတီယာဂိုအမန်တာရဲ့ပြီးတော့မှနီကိုပတ်စ်နဲ့ဟိုဘက်ကညာဘက်ချမ်းမှာဒါဆီမီယိုနီပေါ့လေဒါဆီမီယိုနီကစားတဲ့ကွင်းလေကဖလာစီယိုကိုဒါဒူဖိုးနဲ့တွဲပြီးတော့မှခက်စစ်ကထက်ကီယာဖီကိုရဲ့အော်တာမနီပွဲပယ်ခံထားတဲ့အတွက်ကြောင့်ဖဲလ်ဒါကိုကစားပြီးတော့အသင်းကောင်းဆောင်ဖြစ်ခရစ်ယာန်မိုရိုမဲရိုနဲ့ရိုက်ဘက်ကမိုလီနာအမီမာတီနက်စ်အာဂျင်နာကတောင်အမေရိကဆိုမှာအရန်ဆော်လစ်ဖြစ်တဲ့ဒီဖန်စစ်အရန်ကောင်းတယ်သူတို့ သူတို့လိုချင်တဲ့ကိုးရပါတယ်သူတို့ကိုးပြန်ပေးဖို့ခက်တယ်ဒီနေ့ဆိုရင်ပွဲအစအစောကြီးပဲရှိသေးတယ်သူတို့ဥဆောင်ကိုးရသွားတယ်ပွဲအစအစောကြီးပဲရှိသေးတဲ့အချိန်မှာအာဂျင်တီးနားအသင်းက36မိနစ်မှာထီယာဂိုအမန်ဒါရဲ့ပေးတဲ့အလုံးကနေခူလီယန်အေဗရက်စ်သွင်းသွားတယ်အဲ့လုံးကပဲအာဂျင်တီးနားရဲ့အနိုင်ကိုးပဲနောက်အာဂျင်တီးနားတိုက်စစ်မှာအေဗရက်စ်ကအရန်အားကိုးရသလိုနောက်ထီယာဂိုအမန်ဒါပေါ်လာတာအာဂျင်တီးနားရဲ့တကယ်ကံကြမ္မာကောင်းမယ်ဒီချက်တီးလေးကတော်တော်ကောင်းတယ်ဗျာ ဒါပြီးခဲ့တဲ့ဒါ international break မှာရောဒီလင်ယွန်နဲ့တရားစီလုံးမှာလည်းတော်တော်လေးကောင်းပြီးတော့အခုအဂျီနာကအဲ့တလုံးတင်းနဲ့ပဲကြက်ကြက်ခံပြီးတော့မက်ဆီဆိုရင်50ခုမှာဝင်လာတယ်အမ်ဘီမာတီနက်စ်ကတော့ချီလီကိုနောက်ထပ် clean sheet ရပြီးတော့အဂျီနာဝမ်းသိနိုင်တယ်တကယ်တော့အဂျီနာကချီလီကိုရှုံးလဲဘာမှဖြစ်ဘူးဒါပေမဲ့သူကိုပါကိုပါဖိုင်နဲ့ back to back သူတို့ရှုံးထားတာဖြစ်တဲ့ကြောင့်ချီလီကိုသူတို့လုံးဝမလျှော့ပေးဘူး တို့အကျိတ်နဲ့ကန်သွားပြီးတော့ဝမ်းစီနဲ့နိုင်သွားတယ်။ပါရာဂွေးကလည်းတို့အိမ်ကွေးမှာယူကွေးကိုနှစ်ကိုးပြက်နဲ့နိုင်လိုက်တဲ့အတွက်ကြောင့်ဒါလက်ရှိမှာတောင်အမေရိကဆုံးခြေစပွဲမှာအာဂျီနာခြေစပွဲအောင်ထားပြီး34မှတ်အကွေဒေါက၃ဘတ်ရှော့ခံထားတယ်သူလည်းပြဿနာတက်လို့၃ဘတ်ရှော့ခံထားပဲမြေသူက24ပါရာဂွေးက24ဘရာဇီးလ်က22ဥရုဂွေးက23ကိုလံဘီယာကတော့မကန်သေးဘူး20ပေါ့လေအဲ့နောက်မှာပလေးအော့အတွက်ဗန်နီဇွဲလားက 15မှတ်ဘိုလီးဗီးယားက14မှတ်ပီရူးနဲ့တစ်ဖက်ကချီလီက10မှတ်စီပဲဒါမင်းညားပေါ့လေဘရာဇီးကိုကြည့်လို့ရှိရင်အများကြီးလိုအပ်ချက်တွေရှိသေးတယ်အန်ချယ်လိုတီနဲ့ဒီတစ်နှစ်ကြာကာလအတွင်းကိုတော်တော်လေးစွမ်းဆောင်မှဖြစ်ပြီးတော့အာဂျီနာကတော့ဝေါ်ချန်ပီယံဖြစ်ပြီးတည်ငြိမ်ထားတဲ့အသင်းဖြစ်ပြီးဒါအဝေးကွန်းမှာပဲနောက်ထပ်ပေါ်ဖော်မန့်ကောင်းတဲ့နိုင်ပွဲရခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်